လူတော်မြမြဟာတင်းချိုင်းဟောင်းမြေနေရာတွေမှာပရာလောကသားတွေရှိတယ်လို့ယုံကြည်ကြတယ်ဆိုတာကြုတ်ပြောခဲ့ဘူးပါတယ်။ဒါပေမဲ့လည်းကြုတ်ကိုယ်တိုင်ကြုံတွေ့ရမယ်လို့ဘယ်တော့မှမထင်ခဲ့ဘူးပါဘူး။တကယ်တမ်းကြုံတွေ့လာရတဲ့အခါမှာတော့လက်ပြလွတ်မတဲ့ကြောက်စရာကောင်းမှန်သိခဲ့ရပါတယ်။ဒီဖြစ်ပျက်ကလောလောလတ်လတ်ကြုံခဲ့ရတဲ့အဖြစ်ပျက်လို့ပဲဆိုရပါမယ်။ဖြစ်ပုံကဒီလိုပါ။ခမားတို့သိကြတဲ့အချိန်ကြုတ်ကပြင်ရစရာတရားပေါ့။ကိုဗစ်ဆိုတဲ့ကပတ်ကတ်ယောဂါကြီးကျွတ်တို့နိုင်ငံကိုကူးဆက်လာတော့ကျွတ်တို့ရဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေကလည်းရပ်ဆိုင်သွားခဲ့ရပါတယ်။ကတ်ယောဂါဖြစ်ပြီးတဲ့နောက်နိုင်ငံရေးအခြေအနေကြောင့်အလုပ်ကိုင်နေလဲရှားပါးလာခဲ့တယ်။ အဲ့ဒါကြောင့်မဲကျုပ်တို့ရဲ့စီးပွားရေးကလည်းကြက်တဲလာခဲ့ရပါတယ်။ဒါတော့ကျုပ်ကအိမ်တော်မရှိလို့ပါ။မိမနဲ့ကလေးသာရှိမယ်ဆိုရင်တော့မလွယ်တော့ပါဘူး။တနေ့တော့ကျုပ်ရဲ့မိဆွေတယောက်ကဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာပါဝင်ဖို့ကမ်းလှမ်းလာခဲ့ပါတယ်။ဒီတစ်ခါတော့ကျုပ်ကဘာစားဦးဆောက်ရမလဲဆိုပြီးတော့မေးပါတယ်။သိတယ်မို့လား။အရင်တစ်ခါတော့ကကျုပ်ကခံခဲ့ရပြီးပါပြီ။အရင်ကအသက်20လောက်ကမစူးစမ်းမိလို့ကြုံခဲ့ရတဲ့အဖြစ်အပျက်တချို့ဟာကျုပ်ခုအသက်30ရောက်တဲ့အထိမနေ့တနေ့ကလိုပဲမြင်အောင်ခံစားနေရတော့မှာ။အဲဒီတော့ကျုပ်တို့ရဲ့ဇက်ဆောင်ဖိုးမောင်တယောက်ကတော့တတိယကိုဗစ်လိုင်းမှာကွယ်လွန်သွားရှာခဲ့ပါပြီ။ သူရဲ့ညီဖိုးအောင်ကလည်းတာသနာပေါ်မှာပျော်မွေ့နေပါပြီကျုပ်ကလည်းဘာသာဦးဆောင်အောင်မှလည်းဆိုပြီးမေးလိုက်တဲ့အခါမှာတော့အပန်းဖြေစကန်တစ်ခုအတွက်တယ်အဲ့ဒီပန်းဖြေစကန်မှာအဆောက်အဦအကြီးပါမယ်ရေကန်နေပါမယ်ပေါ့ဗျာအဲ့ဒါနဲ့ကျုပ်လည်းအလုပ်ကိုလက်ခံလိုက်ပါတယ်အလုပ်ရဲ့တည်နေရကတောင်ကြီးနဲ့ဟိုပုံးကြားမှာရှိတဲ့ပအိုးရွာလေးတွေ့ရမှာပါတောင်ကြီးဟိုပုံးလမ်းမကြီးကနေအဲ့ဒီရွာလေးကိုတမိုင်ကျော်လောက်ထပ်ဝင်ရပါတယ်ကျုပ်လည်းအလုပ်ကိုလက်ခံလိုက်ပါတယ်ဆိုင်ကနေလည်းသွားလို့အဆင်ပြေတဲ့ရွာလေးပေါ့ အဲ့ဒီရွာရွာငယ်လေးပါအတော်လေးလဲခေါင်တယ်လို့ပြောရပါလိမ့်မယ်။ဘာလို့များဒီလိုရွာမှာဒီလိုအဆောက်အဦဆောက်ဖို့စိတ်ကူးရမှန်းတွေးမရပါဘူး။ပတ်စံရှင်လက်ညွန်းညွန်ရရေပြတဲ့ခင်မှာတော့တထေးတူကသူစိတ်ချမ်းသာတယ်လို့ရှောက်လုံနေရနေမှာပေါ့ဆိုပြီးပဲကြုတ်တွေးလိုက်ပါတယ်။ကြုတ်တူရောက်တော့အဲ့ဒီအဆောက်အဦဆောက်မဲ့ခြံကြီးကမြေလွတ်မြေရိုင်းပြ။ကြွတို့ဖွဲ့ရဆယ်ယောက်အားလုံးကယောက်ျားလေးတွေကြီးပါပဲ။ဒီတော့ကြွတို့နေဖို့ယာယီတဲထိုးရပါတယ်။အဲ့ဒီမှာပဲနေပြီးတော့အလုပ်လုပ်ကြရမယ်ပေါ့ဗျာ။ ဆိုင်ကနေနေတိုင်းသွားပြန်လုပ်လို့ရပဲမယ်လေစီဘုန်းနဲ့ဆိုရင်တော့ကိုက8တောင်ဆိုက်ရအောင်ပါပါအဲ့ဒါကြောင့်မဲအားလုံးကအဲ့ဒီမှာပဲနေဖို့ဆုံးဖြတ်လိုက်ကြပါတယ်လုပ်ငန်းကကြာမှာမလို့ကျွတ်ွဲယာယီတန်းရလေးပဲမှာတီးပင်စားပင်တချို့တော့ဆိုက်ထားလိုက်ပါသေးတယ်ခြုံနယ်လေးတွေကိုရှင်းလင်းပြီးတော့အဆောက်အဦကိုလည်းစတင်ဆောက်လုပ်ကြပါတယ်ကုဖုသာကုဖုသာဟမ်ဘာလဲကြော်စွာရဲ့ခြံထဲမှာလူရိတ်တွေ့တယ်ဗျတခိုးလားမသိဘူးဟုတ်လားကွာဘယ်နေရာမှာလဲရအောင်တွက်ကြည့်ရအောင်လေပေသီးကိုပါနှုတ်လိုက်ကွာကျွတ်တို့တွေကလည်းနေရာနဲ့ဓာမီနဲ့ထိုးကြည့်ကြပဲမလဲခွေးတကောင်ကြောင်တမီတော့မတွေ့ပါဘူး မင်းဟာလေကွာဟုတ်ရောဟုတ်ရလားကြော်စွာရကျုပ်ကမလိမ္မာဘူးဗျာမိသားစုလိုလိုပါလိုလိုနဲ့ဗျကလေးတယောက်ပါပါတယ်မတည်းမင်းဟာလေတခိုးဆိုကလေးပါမှမလားကွာစဉ်းစားလေကွာမင်းမြင်မတာနေမှာပါကွာအာမမားပါဘူးကိုဖုသားရဲ့အဲ့ချိန်မှာပဲပေတီးရတစ်ချက်တန်းဝင်လိုက်ပြီးတော့အေးလို့ရပြီလားကိုဖုသားအေးရေးပြလိုက်တာဗျာအေးအေးအေးသတိဝရိယနဲ့လေအိတ်ကြပါကွာဟုတ်ကဲ့ပါကိုဖုသားပေတီးရပြောပြီးတော့မကြပါဘူးသူ့စီကဟောက်တန်နေတော့ပြန်ထွက်လာခဲ့ပါတယ်ကိုဖုသားအေးဘာလဲကြော်စွာရဲ့ ကျုပ်ပြောတဲ့မပြောတဲ့စဉ်းစားနေရဗျပြောစရာရှိရပြောစမ်းမှကြောသွားရဲ့မင်းလည်းတော်တော်စကားပလင်ခံတဲ့ကောင်မယ်ကျုပ်ထင်တော့ဒီနေရာတရေချောက်တယ်ထင်တယ်ဗျဟမ်ကြောစွာစကားကြောင့်ကျုပ်လည်းတော့အံ့ဩသွားခဲ့ပါတယ်မင်းကဘာတွေ့လို့လဲကြောစွာရဲ့ ကျုပ်ဘိုက်နာလို့အိမ်သာသွားနေတော့ငတ်တကောင်ရဲ့စူးစူးဝါးဝါးအော်တယ်ကိုကြားလိုက်ရတယ်ဗျကျုပ်လည်းကြက်သိန်းနေထလာပြီးတော့တယောက်ယောက်ကကျုပ်ကိုစိုက်ကြည့်နေတယ်လို့ခံစားလို့ရေထဲမှာထိုင်နေတဲ့ဂုဏ်ရိတ်ကာထားလေးကိုလက်ပြီးတော့အပြင်ဘက်ကိုကြည့်လိုက်တော့ဟိုတစ်ပင်ကြီးအောက်ကနေမိန်းမတယောက်ယောက်ျားတယောက်ကလေးတယောက်သုံးယောက်သာကျုပ်ကိုရက်ကြည့်နေတာဗျတစ်ပင်ကြီးကြောင့်မျက်နှာတွေကိုတော့တဲတဲကွက်ကွက်မမြင်ရဘူးဗျကျုပ်လည်းလန့်လို့ကိစ္စအမြန်ရှင်းပြီးတော့တန်းရစီအမြန်ပြေးလာခဲ့တာကျုပ်တန်းရတဲ့ရောက်ပြီးလက်ကြည့်လိုက်တော့သူတို့တွေကကျုပ်ကိုကြည့်နေတော့မယ်ဗျအဲဒါကြောင့်ခမောင်းကိုကျုပ်နှိုးလိုက်ရတာပဲ ခမမြင်မာတာလည်းဖြစ်ချင်းဖြစ်မှာပေါ့ဗျာကဲကဲဖျားဝတ်ပြုတ်ပြီးတော့အိတ်လိုက်ပါဗျာနော်ဟုတ်ကဲ့ပါဗျာကျောစွာကကျုပ်မယုံတာကိုတိတ်ကျင်တဲ့ပုံမရပါပဲနောက်ထပ်တော့ဘာမှမပြောတော့ပါဘူးအဲဒီနောက်ပိုင်းမှာတော့လူရိတ်တွေကိုတွေ့တယ်ဆိုပြီးတော့တယောက်စားနှစ်ယောက်စားထပ်ပြီးတော့ပြောလာခဲ့ကြပါတယ်ဒါပေမဲ့လည်းလူဆိုတာကလည်းအခက်သားဗျာကိုယ်တိုင်မှမကြုံရင်ကိုဗစ်ဆိုတဲ့ရောဂါတော့ရှိတယ်လို့ထင်ကြတာမဟုတ်ဘူးမို့လားဒီတော့ဘသူဘာပြောပြောကျုပ်ကတော့အေးဆေးပေါ့ဗျာကျုပ်တို့ရဲ့အဆောက်အဦအကျန်းနဲ့ပြီးတော့အလုပ်သမားတွေကအဲ့ဒီအဆောက်အဦတွေပြောင်းနေကြပြီးတော့တန်းရအောင်တော့ဖျက်လိုက်ကြပါတယ် အစားအုပ်အချို့တက်ကိုတော့တခြားတစ်ဖွဲ့ကဆက်လုပ်มาဖြစ်ပြီးတော့ကျွတ်တို့ဖွဲ့ကရေကန်ဆက်လုပ်ရမှာပါရေကန်လုံးမဲ့နေရာမှာရေမဲပင်အကြီးတစ်ပင်နဲ့အခြားပင်တွေလည်းရှိနေပါတယ်အရိအပင်တွေကိုရှင်းဖို့အလုံသမားတွေရောက်လာကြပါတယ်အလုံသမား၃ယောက်ပါရေမဲပင်ကြီးကိုစားကုတ်တော့ငတ်တကောင်ရဲ့စူးစူးဝါးဝါးအော်တန်ကြရပါတယ်တစ်ပင်ခုံရင်တယောက်ကတော့အပင်မောကပြုတ်ကြပါတယ်သူပြောတာကတော့သူ့ကိုနောက်ကနေတယောက်ယောက်ကတွန်းချလိုက်တာတယ် အတယောက်ကတော့ဆက်မခုတ်ရဲလို့ဆိုပြီးပြန်သွားပါတယ်။ကြံတယောက်ကတော့ဆက်ပြီးတော့ခုတ်ကြပါတယ်။တပင့်ခုတ်ပြီးနောက်သိပ်မကြပါဘူး။တယောက်ကဆိုင်ကယ်မောက်ပါတယ်။တယောက်ကယူကိုသွားတာပါ။ဘာလို့ယူသွားတာလဲဆိုတာလည်းသိချာမသိရပါဘူး။တချို့ကတော့အရက်ကြောင်ကြောင်သွားတယ်လို့ပဲပြောကြပါတယ်။အဖြစ်မှန်ကတော့သူကိုယ်တိုင်ပဲသိရမှာပါ။ညတညမှာတော့ကျုပ်အိတ်နေတော့ကျုပ်ရဲ့နားထဲမှာအော်ဟစ်တန်နေကြားနေရပါတယ်။ကျုပ်လည်းအတန်ကြားရဘက်ကိုလှည့်ကြည့်လိုက်တော့အခန်းဝမှာလူ၃ယောက်ပြ။သူတို့ကကျုပ်ကိုလက်ညှိုးငေါငေါထိုးပြီးတော့မကြေမချမ်းနဲ့ကိုအော်ပြောနေရ။ပြောတာလည်း၃ယောက်စလုံးတလီတန်နေပဲဗျ။ ခင်ဗျားတို့စဉ်းစားကြည့်လေစကားသံတစ်ခုတည်းကိုအတန်၃တန်နဲ့ပြောနေတာဘယ်လောက်ထိလန့်စရာကောင်းလဲခတ်တာသူတို့ကပို့လို့ပြောနေကြတာဗျာကျုပ်ကလည်းပို့စကားမတက်တော့သူတို့ပြောတာတလုံးမှနားမလဲဘူးယောက်ျားလေးနဲ့မိန်းကလေးကတော့အသက်20လောက်ရှိပြီဗျာကလေးလေးကတော့10နှစ်အရွယ်လောက်လေးဗျာကြာတော့ကျုပ်နားတွေကွဲထွက်မတက်တော့ဖြစ်လာတာတော်ကြပါတော့ဗျာတော်ကြပါတော့တော်ကြပါတော့ဆက်မပြောကြပါနဲ့တော့ဗျာကိုဖူးသာကိုဖူးသာဘာတွေဖြစ်နေရလဲဗျာဟမ်ငါငါအိမ်မက်ဆိုးရင်မက်နေရကွာကျော်စွာမေးဖို့ဖြစ်ရင်လည်းကျုပ်လည်းနှစ်ဖူးကချွေတွေတုတ်လိုက်ပါတယ်ဘာလဲကိုဖူးသာ ဘလို့အိမ်မက်လဲဗျာဟိုသုံးယောက်ပိုးလို့အကျေကြီးတလေတန်နဲ့နဲ့လာပြောနေရလားဟမ်မင်းကတိနေရလားတိဆိုကျုပ်လည်းအဲ့ဒီအိမ်မက်မျိုးကြီးမက်တယ်ဗျာဘာတွေပြောမှလည်းမသိပါဘူးဗျာတလုံးမှလည်းနားမလဲဘူးကျို့တို့တွေကပိုးလူမျိုးမဟုတ်တော့သူတို့ပြောတာတွေတလုံးမှနားမလဲကြပါဘူးခတ်တာကျို့တို့အဖွဲ့ထဲမှာလည်းပိုးကတယောက်မှမပါတာပါပဲအေးကွာဒီနေရာမှာရှိနေတဲ့ပရလောကသားတွေပဲဖြစ်မှာပါငါတို့ဘာလို့ကောင်းမလဲကွာ တထေးကိုကျိုးချောင်းပြုတ်ပြပြီးတော့ဖုန်းကြီးပစ်ပြီးတော့ပေးတရားနာလိုက်ကောင်းမထင်တဲ့ကိုဖူးသားကျိုးတို့ဖွဲကတော့ရေမဲပင်ခုတ်ပြီးတဲ့နောက်ပိုင်းအိမ်မက်ဆိုးတွေမကြလို့အတော်လေးလန့်လာကြပါတယ်အဲဒါကြောင့်မဲတထေးကိုကျိုးချောင်းပြုတ်ပြပြီးတော့အဲ့ဒီခြံဝိုင်းနဲ့ဖုန်းကြီးပင်ကပေးတရားတွေနာကြပါတယ်ဖုန်းကြီးကပိုးလို့ရောဗမာလို့ရောတေချာဟောပြီးတော့ပေးတရားချင်းမြင့်ပေးပါတယ်ကျိုးတို့တွေလည်းတာရုခေါ်ပြီးတော့အမြဝေလိုက်ကြပါတယ်လာခွေညမလို့ပတ်ဝန်းကျင်တစ်ခုလုံးပိမ့်ပိမ့်နေအောင်မှောင်နေပါတယ်ကျိုးတို့နေတဲ့အဆောက်အဦမှာငက်တကောင်ကစူးစူးဝါးဝါးနဲ့ဒဂီဂီဒဂီဂီနဲ့ဖြက်ပြန်သွားပါတယ် ကျုပ်လည်းတယောက်ယောက်ကလာနိုးတယ်လို့ရုတ်တရက်လန်နိုးသွားခဲ့ရပါတယ်။နေရင်ထိုင်ရင်ကြက်သိန်းနေထလာတာမျိုးဆောင်းကိုခေါင်းမှုချုပ်ပြီးတော့အိတ်နေရပါတယ်။အဲဒီအချိန်မှာပဲတယောက်ယောက်စီကနေခတ်အုပ်နဲ့အတန်တစ်ခုထွက်လာတာမျိုးလို့ကျုပ်လည်းအိတ်နေတဲ့သူတွေဘက်ကိုတံမီးထိုးကြည့်လိုက်တော့ကလေးတယောက်ကိုရုတ်တရက်တွေ့လိုက်ရပါတယ်။အဲဒီကလေးလေးကအရင်တခါအိမ်မထဲကကလေးလေးမှကျုပ်သိလိုက်ပါတယ်။ကျုပ်ကြည့်နေရင်လည်းအိတ်ကလေးလေးကရုတ်တရက်ပျောက်သွားခဲ့ပါတယ်။တယောက်ကအိတ်နေရင်လည်းရုန်းကန်နေတာမျိုးလို့ကျုပ်လည်းအိတ်လူစီအမြန်ပြေးသွားလိုက်ပါတယ်။ အဲ့လူကစောစောတော့ကလေးကိုတွေးတဲ့နေရာမှာအိတ်နေတဲ့သူပါမြတ်ပေးသည်ဘာဖြစ်နေလဲကွာထထဟမ်ကိုဖုသာဟိုဟိုလေးဟိုကလေးလေးရောပေသည်ရဲ့တကူလုံးချွေးတွေရွှဲနေနေပြီးတော့မျက်နှာကလည်းအလွန်ကြောက်လို့ဖြူပတ်ဖြူတော်တော်ဖြစ်နေပါတယ်ဘယ်ကလေးမှမရှိပါဘူးပေသည်ဟာဟာကျုပ်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 ကြောက်တယ်ဗျအဲ့ဒီကောင်လေးကကျုပ်ကိုလဲပင်းညစ်ပြီးတော့ရေထဲကိုနှစ်သက်နေရကျုပ်အသက်ရှူကြက်ပြီးတော့တေတော့မလို့ဗျခမည်းသာလာမနိုးလို့ရှင်ကျုပ်တေတော့ပြီကျုပ်ကျုပ်မနေရတော့ဗျမိုးလင်းတာနဲ့ပြန်တော့မယ် ျွတ်တူတွေဘလို့ပဲတားနေပါစေပေသီးတယောက်ဟာမိုးလင်းနံနဲ့သူ့ထုတ်တွေသူဆွဲပြီးတော့ပြန်သွားပါတော့တယ်ခင်ဗျားတို့လည်းထင်ပါပေါ့ဗျာကလေးတယောက်ကိုအိမ်မက်လေးမှတ်တာနဲ့အထုတ်ဆွဲပြီးပြန်ရအောင်ကြောက်တက်လိုက်တာလို့အဲ့ဒီအိမ်မက်ကိုကိုယ်တိုင်မမှတ်ဘူးဆိုရင်ခင်ဗျားတို့တွေးတယ်လို့ပဲကြုတ်လဲတွေးထင်ခဲ့မိတယ်ငတ်အော်ရဲညဆိုတယောက်မဟုတ်တယောက်အိမ်မက်ဆိုမှတ်တယ်ဗျာ အဒီအိမ်မဲ့ဆိုမှတ်ပြီးရင်တော်ရုံလူဆိုလန့်ပြီးတော့ပြန်ပြေးကြတာအခုဆိုပေသေးပါဝင်ပြန်ပြေးတဲ့အလုပ်တမား၄ယောက်ရှိပြီဗျကျန်တဲ့သူတွေကလည်းငတ်အော်တန်ကြားရင်လန့်နေကြပြီဒီတစ်ခါအိမ်မဲ့ဆိုကဘသူမတ်ရမဲ့အလက်လဲဆိုပြီးတော့ကြောက်နေကြရတယ်နောက်တစ်ခါကကျုပ်ပစ္စည်းတွေကိုကျုပ်ကစီစီထားတတ်တယ်ဗျကျုပ်အိယာဘေးမှာကျုပ်ဖက်နေကြစာအုပ်၃လေးဟုတ်ရယ်ဖုန်းပါဝါပန့်လေးရယ်စလိတ်ဘူးမီးချစ်ဒါလေးတွေပဲရှိတာပါ ကျွတ်ရေကန်လုတ်ပြီးပြန်လာရင်ကျုပ်ရဲ့ပစ္စည်းတွေအမြဲပြန့်ကျဲနေရဗျာကျုပ်ဘလောက်ပဲတေချာစီထားပါစေပြန်လာလို့ရှင်စာအုပ်တွေဟိုတုတ်ဒီတုတ်စစ်လိုက်ဘူးတဲ့ကိုမီဂျစ်ထည့်ထားခဲ့ပေမဲ့ပြန်လာလို့ရှင်စစ်လိုက်ဘူးကတသက်မီဂျစ်ကတသက်အဲ့လိုတွေဖြစ်နေတာဗျာအစပိုင်းတော့ကျုပ်တော်တော်စိတ်ဆိုးတယ်နောက်တော့လည်းဒါဖြိုးဖြစ်စဉ်တစ်ခုလိုပဲစိတ်ထဲတိတ်မထားဖြစ်တော့ပါဘူးညာငက်တကောင်ကစူးစူးဝါးဝါးအော်ပြီးတော့ကျုပ်တို့နေတဲ့အဆောင်ပေါ်ကဖြစ်ပြန်သွားတယ်ဗျာကျုပ်လည်းလန့်သွားခဲ့တယ်ဒီတခါအိမ်မဆိုးမမဲ့သူကကြုတ်လဲလို့အလိုလိုခံစားမိပေမဲ့လူကလုံမရဘူးဗျာအဲ့ဒီအချိန်မှာပဲကလေးတယောက်ရဲ့စူးစူးဝါးဝါးအော်တဲ့အင်ကိုကြုတ်ကြားလိုက်ရတယ် အရိယတန်ကျုပ်တို့စောင့်နေတဲ့ရေကန်ဘက်ကအတန်ပဲကျုပ်လည်းအရိယတန်ကြားတဲ့နေရာကိုအပြေးလွှားသွားကြည့်လိုက်တော့ရေကန်ထိတ်နာမှာရှမ်းဝစ်စုံဝတ်ထားတဲ့ဆယ်နှစ်အရွယ်ကောင်လေးတယောက်ယက်နေတယ်။သူကကျုပ်ကိုပြုံးပြီးကြည့်နေရဗျာ။သူ့ရဲ့မျက်နှာပြုံးနေရတဲ့တီသွားပြီးတော့ရက်စက်မဲ့အရိပ်ရောင်နဲ့တွေ့နေရတယ်။သူကျုပ်ကိုတခုခုလှုပ်တော့မဲ့ပုံပဲ။ကျုပ်ကလည်းသူ့စီတရွေ့ရွေ့သွားနေရဗျာ။အမန်ကျုပ်သူ့စီကိုလုံးဝမသွားခြင်းကျုပ်စိတ်ကကျုပ်နေတဲ့အဆောင်ဘက်ကိုပြန်ပြေးသွားခြင်းနေရပါဒါမဲ့ကျုပ်ခြေထောက်တွေကသူ့စီကိုလန့်နေမိရာ အဲ့ဒီအချိန်မှာပဲ तू ကကြုံနားမလဲတဲ့စကားနဲ့ကြုတ်ကိုလက်ညှိုးငေါငေါထိုးပြီးတော့ပြောနေတာဗျာ။ဘာတွေပြောမှလည်းမသိပါဘူးဗျာ။ तू နဲ့အရင်အတူတူတွေ့ရတဲ့ဟိုနှစ်ယောက်ကိုတော့မတွေ့ရတော့ဘူးဗျာ။ကျုပ်တို့ရဲ့အမျက်ဝင်မှုရလို့ဟိုနှစ်ယောက်ကကျွတ်လွတ်သွားကြလို့အဲ့ကလေးကကျုပ်တို့ကိုစိတ်ဆိုးနေပုံပဲဗျာ။ तू ကပြောရင်းပြောရင်းနဲ့ဒေါသတွေပို့ထွက်လာတယ်။ကျုပ်ကလည်း तू နဲ့တဖြည်းဖြည်းပိုနီးလာတယ်ဗျာ။ तू နားကိုလည်းရောက်တော့သူ့ရဲ့ဆက်ကြီးကရုတ်တရက်ကျိုးသွားပြီးတော့မျက်နှာအဆောင်လိုက်ကြီးနဲ့ကျုပ်ကိုကြည့်ပြီးတော့အေးဆက်ဆက်ပြုံးပြနေတာဗျာ။ကျုပ်ကတောင်းတောင်းကြောက်တက်တဲ့သူမဟုတ်ပဲမဲ့သူ့ကိုဒီလိုအနီးကပ်ကြီးမြင်လဲရတာလက်ပြလွတ်မတက်တော့ထိတ်လန့်နေမိတယ်။ ူကရုတ်တရက်ကျုပ်ပေါ်ခုံတက်လာတော့ကျုပ်ရောသူရောရေကန်ထဲကိုပြုတ်ကျသွားတယ်ဗျာအမှန်အဲ့ဒီကန်ကျုပ်တို့စောင့်နေတော့ရေမရှိဘူးဗျာဒါမဲ့ဘယ်ကနေဘလို့ရေတွေရောက်နေမှလည်းမသိပါဘူးအဲ့ကလေးကကျုပ်ကိုရေနစ်တက်နေရဗျာရေတွေကနေသူ့ရဲ့ခေါင်းကြီးဆောင်ပြီးတော့ပြုံးနေတဲ့မျက်နှာကြီးကိုမြင်နေရတာရောရေမွန်းနာရောကြောင့်ကျုပ်သေးတာတေးလိုက်ချင်မှာတော့တယ်ဘလို့မှယုံမရတော့ကျုပ်ဆိတ်လျှော့လိုက်ပါတယ်ကိုဖုသာကိုဖုသာအာအာအဆင်ပြေလားအေး ငါငါအိမ်မဆိုးရင်မက်နေရကြောစာအာတော်တော်လေးကြောက်စရာကောင်းတယ်ကွာအဲ့ဒါကြောင့်ပေသီးတို့ပြန်ပြေးကြနေမှာဟင်ဟုတ်လားဗျာဟိုသုံးယောက်ကမကြွတ်သေးဘူးလားကျုပ်ကလည်းသူ့ရဲ့အမေကိုမဖြေနိုင်မဲနဲ့ပဝါနဲ့မျက်နှာချွေးတွေကိုတုတ်ပြီးတော့ရည်သက်မှုတွေကရည်ကိုတောက်ချလိုက်ရပါတယ်ကျုပ်ခုထိအသက်ရှူချက်နေတော့မှာပဲတကယ်လို့ကျုပ်ကသာကြောစွာလာမနိုးရင်တော့ရည်မိုးမိအသက်ရှူချက်တည်နေတော့ပါပဲသုံးယောက်မဟုတ်ဘူးကွာကလေးတစ်ယောက်ပဲကြံတာဟိုနှစ်ယောက်ကအများရလို့ကြွတ်သွားပြီထင်တယ်ကွာဟိုနှစ်ယောက်ကကြွတ်ပြီးတော့သူတစ်ယောက်ထဲကြံခဲ့လို့ကျုပ်တို့မကျင်တတ်တာနေမှာဟမ်ဟုတ်လားဗျာ ဒါဆိုကျုပ်တို့ဘယ်လိုလုပ်ကြမလဲနေပေါင်းကွာနောက်ရက်ကျမှပဲငါဒီနေရာအကြောင်းစုံစမ်းလိုက်ပါအောင်မယ်အခုတော့အချိန်စောသေးတယ်ပြန်ရေးကြအောင်ဆိုကွာဟုတ်ကဲ့ပါကိုဖူတာတကယ်တမ်းတော့ကျုပ်ပြန်အိတ်လို့မရတော့ပါဘူးဟိုကလေးမျက်နှာကြီးပဲမျက်လုံးနဲ့မြင်နေရပါမိုးမျက်လေးမို့ပဲကျုပ်စိတ်ထဲမှာဆူတောင်းနေမိပါတယ်အဲ့ဒီညကတော့ကျုပ်ဘဝအတွက်ထိတ်လန့်စရာညတညပါပဲဒီညကျမှပဲအချိန်နေရာလဲကုန်ငဲလွန်းလာပါတယ် မနက်မိုးလင်းတော့ကြော်စွာနဲ့ကြုတ်အားရွာထဲကိုထွက်လာခဲ့ကြပါတယ်ကျွတ်တို့မြေခွဲရဲ့ရာဇဝင်ကိုသိကျင်လို့ပါခတ်တာအဲ့ဒီရွာလူတွေကဗမာစကားကိုရေးလဲလဲမပြောတတ်ကြပါဘူးကျွတ်တို့မိတော့အားလုံးကခေါင်းခါပြီးတော့မသိဘူးမိုးပေါင်ပဲသိမယ်ဆိုပြီးတော့ပြောနေပါတယ်မိုးပေါင်ဆိုတာဒီရွာမှာအသက်အကြီးဆုံးအဖွားကိုပါကျွတ်တို့လည်းမိုးပေါင်ရဲ့အိမ်မက်ကိုရောက်လာခဲ့ကြပါတယ်မိုးပေါင်ကသူ့အိမ်ရှိမှာဖက်ကျန်းစစ်လိုက်ကြီးကိုထိုင်ဖွာနေရပါကျွတ်တို့ကိုမြင်တော့ပအိုးလိုမျိုးလန့်ပြောပါတယ်ကျွတ်တို့ကနားမလဲတော့ဦးကြောင်ကြောင်ဖြစ်နေရပါနောက်တော့မှ15နှစ်ရွယ်ကောင်လေးတယောက်ကအိမ်ထဲကထွက်လာပြီးတော့ ဘာလာလောက်တာလဲအခုတော့အဲဒီကောင်လေးစီကဗမာစကားတန်ကြားရတော့ကျုပ်တို့တွေတော်တော်လေးဝမ်းသာသွားခဲ့ပါတယ်မိုးပေါင်စီမှာတည်ကျင်တာလေးရှိလို့လာမေးတာပါအဲဒီကောင်လေးကမိုးပေါင်ရဲ့မြစ်တယ်မိုးပေါင်ရဲ့မြေးရမွေးရဲ့ကလေးပေါ့မိုးပေါင်နဲ့ကျုပ်တို့ကိုကောင်လေးကစကားပြန်လုပ်ပေးတာပါသူဘာသာပြန်ပေးတဲ့အတိုင်းအစဉ်ပြေအောင်ပြောရရင်တော့မင်းတို့ကဟိုချမ်းမှာအိမ်ဆောက်နေတဲ့ဗမာကလေးတွေထင်တယ်လာကြလာကြအိမ်ထဲဝင်ကြဟုတ်ဟုတ်ကဲ့ပါဖွာပြောပါအောင်ကွယ်ငါစီကဘာတည်ကျင်တာလဲကျွန်တော်တို့အဲ့ဒီခြံကြီးမှာအဆောက်အဦစောင့်နေတဲ့အလုပ်သမားတွေပါအခုကအဲ့ဒီမှာတရေ၆ခန်းနေရလို့အဲ့ဒီနေရာအကြောင်းလေးများသိခွင့်ရမလားမသိဘူးဗျာ မင်းတို့ဟိုနေ့ကဖုန်းကြီးပစ်ပြီးတော့ပရိတ်ရွကြသေးတယ်မို့လားဟုတ်ဟုတ်ကဲ့ပါဗျာအဲ့လိုလုပ်ပြီးရင်လည်းတရေက6သေးတာပဲလားဟုတ်ကဲ့အရင်ကတရေ3ယောက်6တာပါပရိတ်ရွပြီးတော့10နှစ်ရွယ်ကလေးတယောက်ရဲ့ဝိညာဉ်ကိုပဲတွေ့ရတော့တာဗျာအဲ့ဒီကလေးကလည်းခုဆိုရင်ပိုဆိုးလာပါတယ်လူတွေရဲ့အသက်ကိုပါအနေနဲ့ပြုလာနေရပါသူကြောင့်အလုပ်သမား4ယောက်လောက်လည်းပြန်ပြေးပါရေဖွာမိုးပေါင်ကသူတို့ပြောတာကိုခေါင်းတညင်းညင်းနဲ့နားထောင်ပြီးတော့အဲ့ဒီနေရာအရင်တော့ကလေးတင်းညိုင်းမယ်ကွယ်ဗျာကလေးတင်းညိုင်းဟုတ်လား ဒီရွာမှာကလေးတင်ញိုင်းတက်တက်ရှိတာပေါ့ဟုတ်တယ်ကွယ်ရှိခဲ့တယ်ကလေးတင်ញိုင်းဟောင်းနေရာမှာအဆောက်အဦမဆောက်တဲ့အရင်ကအဲ့ဒီတင်ញိုင်းကရေမဲပြင်ပြင်မှာ၁၀နှစ်ရွယ်ကောင်လေးကိုမြုပ်ထားဘူးတယ်နောက်ပိုင်းအချောက်လန့်နေကြံလို့ဒီနေရာကိုလူတွေကရှောင်ကွင်းသွားကြရင်လည်းတင်ញိုင်းပြက်နေရာဖြစ်သွားခဲ့ကြတာမင်းတို့ဒီထက်ငါပို့ပြီးဘာမှမပြောပြနိုင်ဘူးပြန်ကြတော့ကွယ်မူပေါင်စီကနေကျုပ်တို့လည်းဘာမှထပ်မေးလို့မရတော့တဲ့အတွက်ကျုပ်တို့လည်းပြန်ခဲ့ကြရပါတယ်။ကျုပ်ဆောက်လက်ဆရေကန်ကြီးကိုကြည်ပြီးတော့အတော်လန့်လာခဲ့ပါတယ်။ကျုပ်ဤမက်ကိုပြန်မြင်အောင်ပြီးတော့အလုတ်တော်ဆက်မလုပ်ချင်တော့ပါဘူး။ 9ရက်7လ2022ရက်နေ့တစောင်းမုံလပြည့်နေ့ကကျုံတောင်ကြီးကိုပြန်လာပြီးတော့တထိုင်းနဲ့တေချာဆွေးနွေးပြပါတယ်ဒီနေရာဟာကလေးသင်္ချိုင်းဟောင်းနေရာဖြစ်တဲ့အကြောင်းနဲ့မကျွတ်မလွတ်သေးတဲ့ကလေးဝဉဉ်နေရာ6လက်နေတဲ့အကြောင်းရေမဲပင်ကိုခုံမိရာက6လက်မှုတွေအတော်လေးကျန်းလာကြောင်းနဲ့ရေမဲပင်နေရာကအခုရေကူးကန်စောင့်နေတဲ့နေရာဖြစ်ကြောင်းတကယ်လို့အဲ့ဒီရေကူးကန်ကသာနောက်တစ်ချိန်အသုံးပြုပြလို့ရှိရင်အန္တရာယ်ရှိလာနိုင်တဲ့အကြောင်းတွေဆွေးနွေးခဲ့ပါတယ်လပြည့်ပြီလို့လုပ်ငန်းခွင်ပြောင်းဝင်တော့ပြန်သွားတဲ့အလုပ်သမား၄ယောက်နေရာမှာနောက်ထပ်အလုပ်သမားအစ်စ်လေးတွေထပ်ရောက်လာခဲ့ပါတယ် ကျတို့တွေကဖုန်ကြီးတွေထပ်ပစ်ပြီးတော့ကလေးတွေအလူအတန်းတွေပြုလို့အမြဝေပေးပေမဲ့လည်းပို့ပြီးတော့သာစိုးလာခဲ့ပါတယ်အဲဒါကြောင့်တတိယကလည်းအဆောက်အဦမှာလက်ဆတ်တက်စရာလုပ်ငန်းတွေလက်ဆတ်တက်ပြီးရင်ဒီလကုံနာနဲ့ဆက်လို့ရေးစီမံကိန်းကြီးတစ်ခုလုံးကိုအပြီးရနာလိုက်တော့မှဖြစ်ကြောင်းပြောလာခဲ့ပါတယ်အပန်းပြေစကန်ဆောင်မဲ့စီမံကိန်းကြီးကကလေးတင်းချိုင်းဟောင်းနေရာဖြစ်ပြီးတော့ကလေးဝင်းညင်ကြောင့်ရနာလဲရပါတော့မယ်အရင်တော့ကသူများတွေယုံကြည်ကြတယ်လို့ပဲတင်းချိုင်းဟောင်းနေရာမလို့မကျွတ်မလွတ်တဲ့ပရလောကသားတွေရှိတယ်ဆိုတာကို ကျုပ်ကိုယ်တိုင်လက်ခံလဲရပါပြီအခုခမားတို့ဒီအကြောင်းအရာကိုနားထောင်နေတဲ့အချိန်ဤကလေးတင်ញံဟောင်းမြင်နေရမှာညတိုင်းငက်တကောင်ရဲ့စူးစူးဝါးဝါးအော်တန်နေကြပြီးအိမ်မက်ဆိုးတွေမက်နေကြတော့မှာပဲကျုပ်လည်းဒီလကိုရင်တော့အိမ်မက်ဆိုးတွေမက်တဲ့ဒုက္ခလွတ်မြောက်တော့မှာမလို့ပြန်ရတော့မဲ့ရက်ကိုရေတွက်ရင်ဇလန်းလေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်းလေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြရဲလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မွေရင်ရေးသားသူကိုလည်းဂါရုအပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်